ဟုတ်ကဲ့ဒီပြုလို့ရပါတယ်ခင်ဗျာအဲ့ဒါကတော့ပြီးခဲ့တဲ့2025ခုနှစ်အောက်တိုဘာလနောက်ဆုံးပတ်မှာကျင်းပပြည်ကြီးသွားခဲ့တဲ့18ချိန်မြောက်ကင်ညူပူကွန်ကရစ်ရဲ့ပြီးတဲ့နောက်ပိုင်း23ချိန်မြောက်ပူလုံးဆောင်စည်းဝေးမှာကျွန်တော်တို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်ခင်ဗျာတကယ်တမ်းကျတော့ဒီခေါင်းဆောင်ဟောင်းတွေကအာပြီးခဲ့တဲ့18ချိန်မြောက်ကွန်ကရစ်မှာပြန်လည်ရွေးချယ်တင်မြောက်ခြင်းမခံရဘူးဆိုပေမဲ့သူတို့ဟာ KNU အဖွဲ့ဝင်ဖြစ်နေဆက်လက်တရှိနေကြပါတယ်။ KNU အဖွဲ့ဝင်တိုင်းဟာ KNU ကနေချမှတ်ထားတဲ့စီမင်းစီကံနဲ့မူရပိုင်းကို တောင်းခံရမယ်။အာမခံရမယ်ဆိုတဲ့အပိုင်းကလည်းဆက်ရှိနေတယ်လေ။အဲဒီလိုရှိနေတဲ့ကြားရရပဲဒီလိုမျိုးပြဿနာတွေဖြစ်လာတဲ့အခါမှာကျွန်တော်တို့ဘက်ကတော့အတန်တန်ပဲဟောရှုနေပြောဆိုဟိုတာမြင့်ခဲ့တာလေးရှိပါတယ်ဒါပေမဲ့အဲ့ဒါကို အဖန်တလဲလဲထခါထခါကျူးလင်ဖောက်ပြဲတဲ့နောက်မှာတော့ကျွန်တော်တို့ရဲ့မူဝါဒအရဘလို့မှဟိုဆက်ပြီးတော့ဟိုရကြည့်နေလို့မရတဲ့အနေထားတစ်ခုကိုရောက်လာတဲ့အခါမှာကျတော့ဖွဲ့စည်းရဲ့စီမင်းစည်းကမ်းအရပဲကျွန်တော်တို့ဟိုဂိုင်တွေရေးရတာပဲဖြစ်ပါတယ်ခင်ဗျာ